အမေရိကန်အစိုးရကငလင်ဘေးတင်မြန်မာနိုင်ငံစီအကူအညီပေးရေးအဖွဲ့တစ်ခုကိုဆေးလွတ်လိုက်ပြီလို့မတ်လ31ရက်နေ့မှာအတည်ပြုပါရယ်ငလင်ကြီးဖြစ်ပြီးရက်အတော်ကြာမှအခုလိုဆေးလွတ်နိုင်တာကအမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USA ရန်ပုံငွေတွေကိုထရမ့်ရဲ့အစိုးရကဖြတ်တောက်လျှော့ချခဲ့တာကြောင့်ဖြစ်တယ်ဆိုတဲ့ဆွဆွဲချက်တွေနဲ့ပတ်သက်ပြီးငင်းဆန်သွားပါရယ်မတ်လ28ရက်နေ့မှာတင်ငလင်ဘေးတင်အရှိတောင်အာရှဒေသတွေနိုင်ငံအတွက်ဒေါ်လာ2တန်းအကူအညီပေးသွားမယ်လို့ကြေညာခဲ့ပါတယ်။ပြီးတော့အဲ့ဒီဒေါ်လာ2တန်းကလည်း မြန်မာမှာအမှန်တကယ်လုပ်ငန်းလည်ပတ်နေတဲ့အဖွဲ့အစည်းတွေစီဓာတ်ရက်ရောက်ရှိမှာဖြစ်တယ်လို့အမေရိကန်နိုင်ငံသားကြီးဝန်ကြီးဌာနပြောခွင့်ရသူကအတည်ပြုပါတယ်။အခုတော့အမေရိကန်ရဲ့ကျွမ်းကျင်သူတွေပါဝင်တဲ့အဖွဲ့တစ်ခုကဒုက္ခသည်တွေအလိုအပ်ဆုံးကိစ္စတွေကိုဆန်းစစ်လေ့လာဖို့ထွက်ခွာသွားပြီလို့သိရတာပါ။ရုရှားတရုတ်နဲ့အိန္ဒိယတို့ကမြန်မာနိုင်ငံကိုကယ်ဆယ်ရေးမစ်ရှင်တွေအသီးသီးဆေးလွတ်ပြီးဖြစ်ပေမဲ့အမေရိကန်ကနောက်ကျကြံနေတဲ့ကိစ္စကိုသတင်းတောက်တွေမေးတဲ့အခါနိုင်ငံသားကြီးဝန်ကြီးဌာနပြောခွင့်ရသူက USA အသုံးစရိတ်ဖြတ်တောက်မှုကြောင့်ဆိုတဲ့အတွေးမျိုးကိုတော့သူ့အနေနဲ့ငင်းပယ်မှာဖြစ်ကြောင်းဒီကိစ္စမှာထည့်တွေ့ရမယ့်အကြောင်းတရားတွေအများကြီးရှိကြောင်းတုံ့ပြန်ခဲ့ပါတယ်ရှင်။